်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် AR တိုင်းကြုံပြောင်းမြို့မှာလူငယ်10ယောက်ကျော်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကအိမ်ထဲထိဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဇွန်လ23ရက်နေ့ကစတင်ပြီးလူငယ်တွေကိုညာတိုင်းလို့လို့ဖမ်းဆီးနေတာဖြစ်ပြီးအောင်ဆန်းရက်ွက်နဲ့ပင်လောင်ရက်ွက်ကလူငယ်တွေအများဆုံးဖမ်းဆီးခံရတယ်လို့ဆိုပါရယ်။ ညာတိုင်းဝင်ဆွဲတာအခုတစ်ပတ်အတွင်းဆယ်ယောက်ကျော်သွားပြီဖြစ်ကြောင်းဇွန်လ23ရက်နေ့ညကလေးကဖမ်းဆီးနေတာဖြစ်ကြောင်းဇွန်လ26ရက်နေ့ကလည်း9ရောက်ပါသွားတာကြောင့်အရင်လိုစစ်မှုထမ်းဖို့အလဲကျခေါ်ယူတာတော့မဟုတ်တော့ပဲပေါ်တာဆွဲသလိုလူငယ်တွေရှိတဲ့အိမ်တွေကိုသတင်းထောက်လန်းပြီးစစ်တပ်နဲ့ရဲကဝင်ဆွဲလာလို့ကြုံပြုံမျိုးကန်တယောက်ကပြောပါရယ်လက်ရှိမှာတပ်သားတစ်ယောက်ကိုချက်သိန်း100ဖြစ်နေတာကြောင့် ရဲနဲ့စစ်သားတွေကလူမန်ခိုကူးသလိုလူငယ်တွေရှိတဲ့နေရာတွေကိုသတင်းပေးတွေကနေတဆင့်သတင်းထောက်လန်းပြီးညအချိန်မတော်ဝင်ရောက်ဖမ်းဆီးနေတာလို့သိရပါတယ်ခင်ဗျာမကွေးတိုင်းကံမမြို့အနီးကကျေးရွာတွေနဲ့ကံမပေါမြို့နဲ့အဆက်ရွာတွေကအင်တွင်းပစ္စည်းတွေကိုစစ်ကောင်စီတပ်ကမှွေနှောက်ယူဆောင်သွားတယ်လို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်စီကနေသိရပါတယ် ပခောက်ကူမြို့တမတရားတက်ကနေထွက်လာတဲ့စစ်ကောင်စီရိခါပို့ရင်နှန်းဟာပခောက်ကူမြို့ကနေပေါင်းမြို့ကိုဥတီလာတာဖြစ်ပြီးဇွန်လ၈ရက်နေ့ကစပြီးလမ်းတလျှောက်ကြီးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်သွားခဲ့တာလို့ဆိုပါတယ်။အဲ့ဒီနေ့ကစပြီးပစ္စည်းတွေကိုကားနဲ့တဲထုတ်ပြီးကားနဲ့ကောချင်းရင်စစ်ကြောင်းနဲ့ပါရင်နှန်းရှိရာကိုတည်သွားကြတာလို့ပြည်သူဒီမိုကရက်တစ်တပ်တော်သတင်းပြန်ကြားရေးဌာနမှရဲဘော်မိုးကန်းက TVB ကိုပြောပါတယ်။အဲ့ဒီရိခါပို့ရင်နှန်းမှာကားအစီးရေ140အင်အား1000ကျော်နဲ့ ကမမြုတ်ပဝင်ချင်းကဂျိုးပြန်ထောင်းညာငုံမက်ဇလီရွာတွေကိုဝင်ရောက်ပြီးဆန်ရွှေငွေတွေနဲ့လက်ဝတ်ရဏတွေကိုမှွေနောက်ယူဆောင်သွားတာဖြစ်ပြီးလက်ရှိမှာလည်းကံမနဲ့ပေါက်ချမှာတက်ဆွဲနေတယ်လို့သိရပါတယ်ခင်ဗျာလိုင်စင်မဲ့ရင်ဖန်းတာနဲ့စစ်မှုရန်ခေါ်တဲ့ကိစ္စတွေမှာစစ်ကောင်စီကိုကူညီနေတာရတန်းကရက်ဖို့မန္တလေးတိုင်းက ရက်ကြီးအုပ်ချုပ်ရေးမှုတွေကိုဒေတာရင်း PDF တွေကတတိပေးလိုက်ပါတယ်။တုတ္တချမ်းသာပေးပို့ထားပါရခင်ဗျာ။ မန္တလေးတိုင်းမှာစစ်ကောင်စီကစီမံချက်နဲ့လိုင်စင်မဲ့ရင်ဖန်တာစစ်မှုရန်ဥပဒေနဲ့တပ်သားတွေစုဆောင်တာတွေမှာရက်ကြီးအုပ်ချုပ်ရမှုတွေပါဝင်ကူညီနေတာပါမေလာကုန်ပိုင်းမှာလိုင်စင်မဲ့ရင်တွေဖန်မှုစီမံချက်ကိုစစ်ကောင်စီကစတင်ခဲ့ပြီးတပ်သားတွေစုဆောင်တာကိုလည်းလိုချင်တဲ့အရေးအတွက်ပြည့်မီအောင်စီမံချက်ပုံစံဆောင်ရွက်နေတယ်လို့ဒေသတွင် PDF တွေကပြောပါတယ်မန္တလေးတိုင်းနဲ့မှာမတရားစစ်မှုတပိတ်ချင်းတောင်သာမြင်းကျန်နှထူးကြီးနယ်တွေမှာနှစ်ဖက်ထိပ်တွေ့မှုတွေရှိနေပြီးစစ်ကောင်စီကအချင်းချင်းထိနိုင်မှုလေကြောင်းပစ်ကူတွေဇက်တိုက်အုံပြုခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဝင် မြင့်မှာဖြစ်သွားတဲ့ဟာတော့တရက်တည်းကိုလေးရင်ချစ်ချိန်ပေါ့နော်မရီယာမျိုးနယ်ကိုလာပြီးတော့တစ်ခတ်တယ်ဂျက်ဖိုက်တာပါမယ်ဝိုင်ဂရက်ပါမယ်အစီကူမှာကတော့မြေပြင်ထိတဲ့တက်ပွဲဆိုတာဘာမှမရှိဘူးအဲ့တော့လေးရင်နဲ့အပြေမောင်းများစွာလာပြီးတော့တိုက်ခိုက်တာရှိတယ်စင်မှုနယ်မှာဆိုလေကြောင်းတိုက်ခိုက်မှုရဲ့အစ်မတ်တွေကဖေးရုံတွေပါတယ်ကာတင်ကောင်းတွေပါတယ်ပြီးတော့ဈေးပါတယ်စကိုင်းချင်းမျိုးနယ်ထဲမှာတော့အဲ့ဒီခုနမိုင်နဲ့တွင်းမြေကြားလာတော့အပြန်အလှန်ကြီးမှုရှိတယ် အချင်းကြီးရောတာကမြရှိတယ်။မန္တလေးမြို့ပေါ်မှာတော့ကျွန်တော်ကမ်းမိုင်းပြီးစပြီးတော့ပိုင်ဆိုင်မဲ့ရင်ပေါ့။ကန်စီဘူစီမံကျန်တဲ့ပတ်သက်ပြီးတော့မန္တလေးမြို့မှာသုံးမိတ်တိုက်ပါမယ်၊ဆိုင်ကယ်ပါမယ်၊ကားတော့နေပါလေ။တိုက်ကြည့်များသမ်းခါရတယ်။အဲတချို့ကွန်းကုန်ထုတ်ပုံနဲ့သူရေးမျိုးလို့ပြောတယ်။တနည်းကြတယ်လို့လည်းတခါပဲ။တချို့တွေကစမှုလမ်းမျိုးကိုလူကြီးလူကြီးဆွဲထားတာရှိတယ်။ဒီကာလအတွင်းမှာပဲစမှုကအသက်14ဆိုပြီးတော့တက္ကသိုလ်ကဖွင့်တော့ကျွန်တော်တွေ့ရတယ်။ပိုင်ဆိုင်မဲ့ရင်ဖမ်းပြီးတာနဲ့ရောပြီးတော့အရမဆက်တာသုံးတော့မှာနော်။စတာစတာအုတ်ကြီးတွေသူတို့လုပ်ရတဲ့ဒီပုံစံကအတွက် အတရားပေါ်တာဆွဲတဲ့ကိစ္စတွေအဲ့လိုပုံကြီးနေတက္ကသနဲ့ဘူပေါင်းမှုဖြစ်တဲ့ကြံစည်ချပါတယ်တက်တန်းရက်ပြဘူးတိုက်တွန်းနေပါတယ် မိုးရင်းရောက်လာပြီးအရာလူနဲ့ချင်းတွင်းမြစ်ပြင်ကျလာချိန်မှာစစ်ကောင်စီကအရင်နှစ်တွေကအတိုင်းရေလန်းခီးကိုအပြန်ပြုပြီးလမ်းနက်ရိခါထောက်ပို့နိုင်မှုပြင်ဆင်နေတယ်လို့စကိုင်းဒေသခံ PDF တယောက်ကပြောပါတယ်။မန္တလေးမြို့ကလမ်းနက်ရိခါထောက်ပို့တွေကိုအရာလူနဲ့ချင်းတွင်းမြစ်ကိုအသုံးပြုပြီးစကိုင်းနဲ့မကွေးဘက်ကိုပို့နိုင်အောင်စစ်ရည်ရင်တွေစမ်းသပ်မောင်းနေတာလမ်းကြောင်းရှင်းအောင်ချင်းချောက်ပစ်ခတ်တာတွေရှိလာတယ်လို့ဆိုပါတယ်။ဒေသခံနေသားဝင်တွေရဲ့တော့ တင်းလုပ်တယ်လေစားပြီးဆိုတော့လက်ကွားလိုတဲ့အင်တိုင်းအားတိုက်ကြီးတော့မလှူနိုင်တော့ဘူးများသူကတော့လေဒီစီတာရဲ့ချိန်ကြတော့ဒီလူရဲ့တော့မွဲနေကြတယ်ပေါ့အလှူနိုင်ဘူးတဲ့ချိန်နေကြစစ်တပ်ကလည်းသူတို့မှအားတိုက်ကြပါလာမတာနဲ့ပေါဝင်တာပဲရှိတယ်နေရတော့ကျောင်းလေးလာတဲ့လေးနိုင်ကျောင်းတိုက်တဲ့ပုံးတယ်ပြန်သွားရင်ပြန်တိုက်တယ်ဒါပဲရှိတာဘူးဒီကြီးလေးရုံးပေါ်မှန်တယ်များဟိုတော့လေးတော့မကြောက်အမရမရလည်းဟောင်းရတယ်ကြည့်ကြတော့စစ်တပ်ကလည်းအဲပဲအကူအမဘူးသူစကြောက်လိုရတဲ့လူကကျောင်း90တရားတွေ့ ကိုကြီးရတာကိုကိုကြီးမှာသူတို့ညနေ900ဆိုလို့တော့ဆို60တောင်ကိုပြအောင်တက်နိုင်တယ်ဥပမာကိုကန်းတော့ inventory တိတ်နေ inventory တိတ်တဲ့ချိန်မှာကိုကုတ်ကလည်းပြီးတော့ plan ထုတ်ပေးတယ်အဲ့ဒါကသူကသူရဲ့လက်ကျတော့ဝေးဝေးရောက်တော့သူရဲ့လက်ကူနေတာပေါ့ မြန်မာနိုင်ငံလယ်ပိုင်းမန္တလေးစကိုင်းမကွေးမှာဂျွန်လာတွင်နှစ်ဖက်ထိတွေ့မှုတွေဇက်တိုက်ရှိခဲ့တဲ့ဆိုပေမဲ့နှစ်ဖက်စစ်ပန်းလာတဲ့အချိန်ကြီးကြောင့်စစ်ရေးအရှိန်အနှံ့ငယ်ရောကြနေပါတယ်။ထိတွေ့မှုများလာတာနဲ့အများနှစ်ဖက်စလုံးမှာလက်နက်နဲ့ရိတ်ခါလိုအပ်ချက်မြင့်မာနေပြီးအရှိန်ယူစောင့်ကြည့်တဲ့ကာလဖြစ်တယ်လို့ဒေသတွင် PDF တွေကမှတ်ချက်ပေးပါတယ်။ကျွန်တော်တူတာချမ်းသာပါ။ မြောက်ကိုရီးယားဟာဇွန်လလသို့မဟုတ်ဩဂုတ်လမှာယူကရိန်းစစ်ပွဲမှာတိုက်ခိုက်ဖို့အတွက်ရုရှားနိုင်ငံကိုနောက်ထပ်တပ်ဖွဲ့ဝင်တွေကိုထပ်မံပေးပို့နိုင်ပြီးဖြုံရဲဟာရုရှားနိုင်ငံကိုလက်နက်တွေဆက်လက်ထောက်ပံ့နေတယ်လို့ထောက်လိုင်းအေဂျင်စီရဲ့တင်ပြချက်ကိုကိုးကားပြီးတန်ကိုရီးယားလွတ်တော်အမတ်တွေကဇွန်လ26ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံဟာဇွန်လလသို့မဟုတ်ဩဂုတ်လမှာယူကရိန်းကိုကြီးမားတဲ့ထိုးစစ်ဆင်မှုအစဉ်သဖြင့်နေပြီလို့အမျိုးသားထောက်လိုင်းရင်းဌာန NIS ကယူဆကြောင်းတန်ကိုရီးယားပါလီမန်အမတ်အီဆွန်ကွမ်းက တကားပိတ်ရှင်းလင်းပွဲပြီးမှသတင်းတော်တွေကိုပြောကြားခဲ့ပါတယ်။မြက်ကိုရီးယားဟာအမြောက်ကြီးစံတွေနဲ့ဒုံးကြီးတွေ electronic အတားအဆီးပစ္စည်းတွေနဲ့ရုရှားစီစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပေးတဲ့အတွက် ဖြုံယမ်းကလည်းရုရှားစီကနေဂျိုတို့ပြစ်လွတ်မှုတွေနဲ့ဒုံးကြီးလမ်းညွန်စနစ်တွေအကြောင်းနေပညာဆိုင်ရာအကြံဉာဏ်တွေကိုလက်ခံရဖို့ရှိတယ်လို့အမျိုးသားထောက်လှမ်းရေးဌာန NIS တင်ပြချက်ကိုကိုးကားပြီးတန်ကိုရီးယားပါလီမန်အမတ်အီဆွန်ကွမ်ကပြောကြားခဲ့ပါတယ်ခင်ဗျာ DVB ရောမြင်တမ်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတက်ပါကျေးဇူးတင်ပါခင်ဗျာ